အိုင်စလန်နိုင်ငံအနောက်တောင်ပိုင်းမှာရှိတဲ့မြို့တစ်မြို့နာမှာမတ်လ31ရက်နေ့ကမီးတောင်ပေါက်ကွဲလို့ဒေသခံတွေနဲ့ကမ္ဘာလက်ခရီးသည်တွေအရေးပေါ်ရွှေ့ပြောင်းခဲ့ကြရပါတယ်။တံငါမြို့လေးတစ်ခုဖြစ်တဲ့ Grindelwald နဲ့ရေပြာအိုင်ရေပူစန်းတို့နာမှာနင်းနီးကက်ကက်တရှိတဲ့မီးတောင်တစ်ခုပေါက်ကွဲပြီးနောက်ဆက်တွဲငလင်ငယ်တွေလှုပ်ခတ်ခဲ့သလိုမြေသားတွေပါပက်ကြားအပ်ကုန်ပါတယ်။တစ်တသမာ2ကီလိုမီတာလောက်ရှည်လျားတဲ့ပက်ကြားအပ်ကြီးဖြစ်ပေါ်လာသလိုမီးတောင်စီကချော်ရည်တွေလည်းတဖြည်းဖြည်းစီးထွက်လာပြီး လူနေဧရိယာတွေစီရွေးရှားလာနေတာကြောင့်အရေးပေါ်ရွှေ့ပြောင်းကြဖို့အာဏာပိုင်တွေကအမိန့်ထုတ်ခဲ့ပါတယ်။မိတော်ပောက်ကွဲမှုတွေကတော့ဧပြီလ၁ရက်နေ့မှာအချိန်ကျစပြုလာပြီးအရန်မပြင်းထန်တော့ဘူးလို့သိရပါတယ်။အဲ့ဒီမိတော်ကမကြာခဏလှုပ်ရှားပောက်ကွဲလေးရှိပြီး၂023ခုနှစ်တုန်းကလည်းမြို့ခံ၄၀၀၀လောက်ဟာမိတော်ရဲ့အန်ဒီရဲ့ရှိလောက်တဲ့လှုပ်ရှားမှုတွေကြောင့်ရွှေ့ပြောင်းခဲ့ရဘူးပါတယ်။အိုင်စလန်မှာမိတော်ရှင်33လုံးရှိပြီး ကဘာပေါ်မှာအကြီးဆုံးမြေအောက်ကြောက်လွှာချက်ကြီးနှစ်ခုထိစပ်တဲ့နေရာမှာတည်ရှိတာကြောင့်ငလင်နဲ့မေးတောင်ဆိုင်ရာလှုပ်ရှားမှုအခြေအနေတွေမကြာခဏကြုံရတဲ့နိုင်ငံဖြစ်ပါရဲ့ရှင်။